Brandy Director ရဲ့ပြိုင်ဘက်ကတော့အပြောင်းလဲဖြစ်သွားပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။ Marshall Minnie မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါ။အစောပိုင်းတုန်းကတော့ Brandy Director ကို Anthony Hernandez နဲ့ပွဲတင်ထားပြီးတယ်ဆိုပေမဲ့လက်ရှိချိန်မှာ Anthony Hernandez ကဒါဒဏ်ရာကြောင့်မဟုတ်လို့နှုတ်ထွက်သွားတဲ့အတွက်ကြောင့်မဟုတ်လို့ Brandy Director ရဲ့ပြိုင်ဘက်အစ်စ်ကတော့ Kickless FC ကကစားသမားတစ်ယောက်ဖြစ်တဲ့ Brandon Allen ဖြစ်လာပါတယ်။ ပြောမှန်ဆိုလို့ရှိရင်ဒီကစားသမား2ယောက်ကပြောရင်ကလပ်တူတူလေ့ကျင့်နေတဲ့အနေအထားမျိုးဖြစ်တော့ဖြစ်သွားရပါတော့။ဘာလို့လဲဆိုတော့အစောပိုင်းတုန်းကအန်တိုနီဟန်နန်ဒက်စ်နှုတ်ထွက်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ပေါ်လူကော့စတာကိုကမ်းလှမ်းခဲ့တယ်ဆိုပေမဲ့ပွဲမဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဘရန်နန်အယ်လန်နဲ့ပွဲဖြစ်လာတာဖြစ်ပါတယ်။ဒီကစားသမားအကြောင်းကိုပြောမယ်ဆိုလို့ရှိရင် ။လက်ရှိဒီကစားသမားက32ပွဲထိအောင်ထိုးသတ်ထားပြီးတော့25ပွဲနိုင်ပြီးတော့9ပွဲရှုံးထားတယ်။နိုင်ခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်လည်းနောက်ောက်နဲ့5ပွဲ submission နဲ့14ပွဲနဲ့ decision နဲ့6ပွဲထိအောင်နိုင်ထားတဲ့အတွက်ကြောင့်မလို့ submission ပိုင်းမှာအာထန်တဲ့ကစားသမားတက်ရောက်လို့ပြောလို့ရပါအတက်ကတော့29နှစ်ပဲရှိသေးတယ်။ Ryanair Divider အထက်စားလို့ရှိရင်ဒါအတက်ငယ်လို့ပြောလို့ရတယ်ပေါ့နော်။ ပြီးတော့အရက်က6ပင်2လက်မနဲ့ reach က85လက်မထီအောင်ရှိရကသာသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘိုင်းဒီမှာတော့ Ryanair Director ထပ်ဆောင်လို့ရှိရင်နည်းနည်းလေးအားနည်းပါသူအနေနဲ့နောက်ဆုံး၃ပွဲမှာတော့နှစ်ပွဲတည်းအောင်ရှုံးနေထားရဆိုပေမဲ့အရှိကပွဲဒီမှာဆိုလို့ရှိရင်တော့တော်တော်များများကိုဒါ real negative ချုပ်တည်းကြေစီရှင်နေနဲ့အနိုင်ရရှိထားတာဖြစ်ပါတယ် သူရှုံးနေခဲ့တဲ့နှစ်ပွဲကလည်းပြောရမယ်ဆိုရင်လက်ရှိဘိုင်းနီယာဒရိုက်တာနဲ့အစောပိုင်းမှာပွဲတည်ထားပြီးတဲ့အန်တိုနီဟာနန်ဒက်စ်ကိုဒီဇီရှင်နဲ့ရှုံးနေပြီးတော့အစီကိုအမောက်တိတ်သွားတဲ့အီမန်ဖော့ဖ်ကိုလည်းရှုံးနေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးပွဲမှာတော့မာဗင်ဖီတိုရီကိုပြန်နိုင်ပြီးတော့လက်ရှိချိန်မှာရန်ကင်နမတ်17နေရာမှာယက်တိနေတဲ့ကစားသမားတစ်ယောက်ပါ။ဒီပွဲတည်ပြီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်အနေနဲ့ဘယ်လိုမျိုးပြင်ဆင်မလဲဆိုတာတော့နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့ပြိုင်မဲ့ကစားသမားနှစ်ယောက်က ကလပ်တစ်ခုထဲမှာတူတူလေ့ကျင့်ပြီးတော့ပြင်ဆင်ဖို့ရအဆင်မပြေနိုင်ပါဘူးကျွန်တော်ထင်တော့ Kingsley FC ကတော့ဒါ Brandon Allen ကိုပဲဆက်ပြီးတော့လေ့ကျင့်ပေးပြီးတော့ Running Director အနေနဲ့သူ့ရဲ့ Netherlands ကကလပ်မှာပဲပြင်ဆင်လာလိမ့်မယ်လို့တော့ကျွန်တော်စိတ်ထဲတော့မြင်နေပါတော့ဘယ်လိုပဲနေနေ Running Director အနေနဲ့ကလည်းပြောရလို့ရှိရင် Kingsley FC မှာတော့နည်းနည်းလေးကြာပြီဆိုပေမဲ့လည်း Brandon Allen တို့ဘာလို့ကကျတော့ငယ်မွေးချမ်းမောက်ဆိုတဲ့ပုံစံမျိုးလေးတော့နည်းနည်းပို့ပြီးတော့ ဖြစ်မယ်ပေါ့နော်ပြောရရင် Rainier Director ထက်စားလို့ရှင်နည်းနည်းပို့ပြီးတော့ရင်းနှီးမယ်လို့ကျွန်တော်စိတ်ထဲထင်တာကြောင့်ဖြစ်ပါဒါကျွန်တော်တယောက်တည်းရဲ့အမြင်ပါဘယ်လိုပုံစံမျိုးပြင်ဆင်ကြမလဲဆိုတော့မသိရသေးဘူးဒီဘက်က Rainier Director ထွက်တော့နည်းနည်းလေးပို့ပြီးတော့အနေများတဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်ကတော့ယူဆတယ်ဘာလို့လဲဆိုတော့အစောပိုင်းအန်တိုနီဟာနန်ဒက်စ်ရဲ့ပွဲမှာကျတော့အန်တိုနီဟာနန်ဒက်စ်ကပြောလို့ရှိရင် Rainier Director နဲ့ Ranking ကလည်းမကွာဘူး Rainier နဲ့မထိုးရဘူးဆိုရင်တော့မှသူ့အနေနဲ့ Ranking မြင့်တဲ့ကစားသမားတက်ရောက်ရောက်နဲ့ထိုးတောက်ခွင့်ရတော့မှာ ဒါပေမဲ့လက်ရှိ Brandon Allen ကကြတော့ပြောမယ်ဆိုလို့ရှိရင်တောက်ဆုံး၃ပွဲမှာတပွဲပဲနိုင်တဲ့ကစားသမား Ranking ကလည်းဒါတန်းအပြင်ဘက်ပေါ်တော့11ကိုရောက်နေတယ်။ဒီတော့ကြောင့်မလို့ဒီပွဲမှာတကယ်လို့ Ryan Director ကိုနိုင်ရရှိသွားမယ်ဆိုရင်သူကဒါ Title Shot နောက်လုံးဝကတ်သွားမှာဖြစ်ပြီးတော့ Ryan Director ရဲ့ Champion ခရင်းလှမ်းနေကတော့တော်တော်လေးနှောင့်နှေးသွားနိုင်ချေရှိပါတယ်။ဒီတော့ကြောင့်မလို့ Ryan Director အတွက်တော့အချမ်းကြီးကောင်းတဲ့ပွဲတစ်ပွဲတော့မဟုတ်ဘူး။ ဒီဖိုင်တာကပြောအောင်လှဆိုင်နဲ့လည်းရင်းနှီးရဆက်ဆံရေးရှေ့ရနေတာတခုမှရှိရပါတော့ဒီအတွက်ကြောင့်မလို့ဒီဘွဲကတော့အွန်လိုင်းယူတော့ကဘယ်ဘက်မှမပါပဲနဲ့နည်းနည်းလေးဘေးထွက်ပြီးတော့ထိုင်ကြည့်နေမယ့်အနေအထားတစ်ခုလို့တော့မြင်တယ်။ဘလို့လဲဆိုတော့ Ryanair Director နဲ့လည်းတော်တော်လေးရင်းနှီးပြီးနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုယ်တိုင်ငွေချင်းနှစ်ယောက်ထိုးရတဲ့ပုံစံမျိုးတော့ဖြစ်တော့ဖြစ်နေပါဒီ Brandon Allen ကပြောမယ်ဆိုရင်ယင်းနှုံးကဒီ Ryanair နဲ့တည်ပေးထားတဲ့ Anthony Hane Desk ကိုတော့ရှုံးနိမ့်ခဲ့ဘူးတဲ့မှတ်တမ်းတစ်ခုတော့ရှိတယ်။လက်ရှိချိန်မှာတော့ Ryanair Director အနေနဲ့ကတော့ ဒီ fighter ကိုတော့တေချာပေါ့အနိုင်ရရှိမှရပါလိမ့်မယ်။ဘာဖြစ်လဲဆိုတော့ဒီ fighter ကနိုင်နေဆိုရင်တော့မှသူ့ကိုဒါတန် shot ပေးဖို့ရာအရင်ကြီးမတေချာတဲ့အနေအထားမှာရှုံးနှိမ့်ခဲ့မယ်ဆိုရင်သူ့ရဲ့ဒါချက်မြေအိမ်မက်တွေပါလွင့်ပြေသွားနိုင်တဲ့အနေအထားမျိုးရှိပါတယ်။ Running Director အနေနဲ့ကတော့ဒါ Captain Chimayev နဲ့ထိုးတက်ခြင်းနဲ့လို့တောင်းဆိုထားရဆိုပေမဲ့စောရချင်းတော့နံပါတ်6အခုကတော့နံပါတ်11က fighter တွေအထိပြန်ပြီးတော့ဒါဆောင်ပွဲစစ်ခံနေရတဲ့အနေအထားတစ်ခုတော့ရှိရပါတော့။ ဒါကလည်းဟိုအရင်ကြီးတော့အဖြစ်ပြောစရာတော့လည်းမလိုဘူးဘာလို့လဲဆိုတော့သူ့အနေနဲ့ဒီ ranking အပြင်မှတ်တာ73စနီးလောက်မှာရှိနေတဲ့အချိန်မှာဒါ ranking number 5က Robert Wade ကလည်းထိုးခွင့်ရတာဟိုကခွင့်ရေးဖြစ်နေပါဒီဘွဲမှာသာသူ့အနေနဲ့အနိုင်ရရှိအောင်ထိုးသတ်နိုင်တယ်ဆိုလို့ရှိရင်တော့ဘလိုပဲနေနေချန်ပီယံလူခွင့်နဲ့လက်တကန်းအကွာလောက်အလိုကိုတော့ရောက်ရှိလာနိုင်မယ်လို့တော့ထင်ပါတယ် Ryan Dewey အနေနဲ့ကတော့ လက်ရှိချိန်မှာအတန်းကတော့34 35ပတ်ဝန်းကျင်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်နှစ်နှစ်နှစ်အတွင်းလောက်ပဲအကောင်းဆုံးပုံစံမှာဆက်ပြီးတော့ရှိနေလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာက Running Director ရဲ့ပြိုင်ဘက်အစ် Brandon Allen ရဲ့အကြောင်းကိုအဓိကပြောပြပေးသွားတာဖြစ်ပါတယ်။အားလုံးဝသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ။ကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။